မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒီမှာညီလေးတယောက်ရဲ့ TikTok အကောင့်လေးပေါ့ခင်ဗျာသူကဗီဒီယိုရှစ်ပုတ်ထဲနဲ့ကျွန်တော်တို့ monetization အောင်သွားတာဖြစ်ပါတယ်ခင်ဗျာ monetization ရှောင်းနေကိုလည်းအရင်ဗီဒီယိုလေးလုတ်ပြီးကျွန်တော်တင်ခဲ့တာရှိတယ်ပေါ့ခင်ဗျာအဲ့ဒီလိုရှောင်းတတ်တဲ့အချိန်မှာဒီအကောင့်လေးက monetization အောင်သွားတယ်ပေါ့ခင်ဗျာအဲ့ဒီလိုအောင်တဲ့အချိန်မှာအောင်ပြီးတဲ့နောက်မှာကျွန်တော်တို့ ID verify လုပ်ရမယ် ban နဲ့ချင်းရမယ်ပေါ့ခင်ဗျာအခုကတော့ကျွန်တော် ID verify ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာ အဲကျွန်တော်တို့ profile ဝင်လိုက်ရင်ပေါ့ခင်ဗျာပထမဆုံးအနေနဲ့ profile ဝင်ပြီးရင်ကျွန်တော်တို့ဟိုညာဘက်တောင်အပေါ်ဆုံးမှာရှိတဲ့ပေါ့ခင်ဗျာ menu လို့ခေါ်တယ်ညင်းချောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ဝင်လိုက်ပေါ့ခင်ဗျာနှိပ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ TikTok Studio ဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမှာမှာကျွန်တော် creator reward ဆိုတဲ့ထက်ကိုတစ်ချက်နှိပ်ဝင်လိုက်မှာပေါ့။ဒါကရိုရီတာဒီဝါပရိုကန်နဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်မယ်။နှိပ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီမှာအာမော်နိုက်ဇေးရှင်းအောင်ပြီးသားဖြစ်တဲ့အတွက်အခုလိုလေးပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ ID verify လုပ်ဖို့ရယ် ban နဲ့ချိန်ဖို့ရယ်နှစ်ခုပေါ်နေမှာဖြစ်ပါတယ်အခုကကျွန်တော်တို့ ID verify လုပ်ပြန်မှာဖြစ်တဲ့အတွက်ပေါ့ခင်ဗျာကျွန်တော် verify ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ အဲဘာဒီဘိုင်းဆိုတာလေးကိုနှိပ်ပြီးနော်ကျွန်တော်တို့ ID ဘာဒီဘိုင်းလုတ်ဖို့အတွက်ပေါ့ခင်ဗျာကျွန်တော်တို့ ID card နဲ့လည်းလုတ်လို့ရတယ် driver license နဲ့လည်းလုတ်လို့ရတယ်ပေါ့ခင်ဗျာ passport နဲ့လည်းလုတ်လို့ရတယ်ပဲအဲကျွန်တော်တို့အတွက်ဒီ၃ခုကအဆင်ပြေတယ်ပေါ့ခင်ဗျာအာဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့မြန်မာပြည်အလူတွေဆိုရင်လည်းမြန်မာ driver license နဲ့ ID တင်လို့ရတယ်ပေါ့ခင်ဗျာ သူ approve လုပ်ပေးပါတယ်ခင်ဗျာအာအခုကတော့ကျွန်တော်လဲ driver license နဲ့တင်လိုက်မယ်ပေါ့ခင်ဗျာကျွန်တော် passport နဲ့တင်မယ်ဆိုလဲအစင်တော့ပြည်တယ်ကျွန်တော်ကပို့ပြီးတော့စိတ်ချအောင်စိတ်ဖြစ်အောင်ပေါ့ခင်ဗျာအာ driver license နဲ့တင်လိုက်ပါမယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော် driver license နဲ့ကိုတစ်ချက်ယူလိုက်မယ်ပေါ့ခင်ဗျာယူပြီးတော့ကျွန်တော်တို့ဒီမှာ name ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာ ဒီမှာတော့သူကတော့ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ပုံကိုရိုက်တဲ့အခါမှာပုံကိုဒီလိုပြန်နေတဲ့ပုံနေမရဘူးပေါ့ခင်ဗျာကျွန်တော်တို့ license ပုံ driver license ပုံရိုက် and driver အ license ဟိုရိုက်တဲ့အခါမှာကျွန်တော်ပုံတပွဲပြတ်ဒီမှုန်းနေတာဒီအလင်းတန်းဖြတ်သွားတဲ့ပုံတွေမရဘူးပေါ့ခင်ဗျာသူကရှင်းရှင်းလင်းလင်းရိုက်ပေးရမယ်ပြီးတော့ကျွန်တော်တို့ driver အာ license ရဲ့ကျွန်တော်တို့ဟိုရှေ့ဘက်ခြံရောနောက်ဘက်ခြံရောနှစ်ဖက်စလုံးကိုရိုက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ driver license နဲ့တင်ဖို့အတွက်ကျွန်တော်တို့ကဒီမှာအာမန်ချက်ကလေးကိုတစ်ချက်ချစ်ပေးလိုက်မှာပဲချစ်ပြီးရင်တော့ကျွန်တော် name ကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒါကတော့ driver license ရဲ့ရှေ့ဘက်ခြံကိုရိုက်ပြရမှာဖြစ်ပါတယ်ခင်ဗျာရိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ အာကိုရဲ့ဘဝရှင်းလင်းနေဆိုရင်တော့ကွန်ဖန်းကိုတခါနှိပ်လို့ရတယ်ပေါ့ခင်ဗျာကိုရဲ့ဘဝမရှင်းလင်းမှုတိတ်ပြီးတော့မှုံဝါဝါဖြစ်နေဆိုရင်ဒီမှာ retake ပို့တူဆိုတဲ့လေးကိုတစ်ချက်နှိပ်ပြီးတော့ထပ်ပြီးတော့ရိုက်ပြီးလို့ရတယ်ပေါ့ခင်ဗျာအာကျွန်တော်အခုကဘဝရှင်းလင်းနေဖြစ်တဲ့အတွက်ကွန်ဖန်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါတော့ကျွန်တော်တို့ driver line စင်းရဲ့နောက်ဘက်ခြံကိုရိုက်ပြရမှာဖြစ်တယ်ပေါ့ခင်ဗျာ အဲကျွန်တော်တို့ driver license နောက်ဖက်ခြံကိုဟိုစောစောလိုပဲကျွန်တော်ရှင်းရှင်းလေးရိုက်ဖို့တော့လိုတယ်ပေါ့ခင်ဗျာကျွန်တော်တို့ driver license နောက်ဖက်ခြံကိုရိုက်ပြီးလဲပါမယ်ခင်ဗျာရိုက်ပြီးတော့ဒီမှာပေါ့ခင်ဗျာ confirm and unlock ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ် အဲဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ data အချက်လက်တွေပေါ့ခင်ဗျာအာတေချာပြန်စစ်ပြီးတော့ကျွန်တော်တို့တေချာပြီဆိုရင်တော့ကျွန်တော်တို့ကအာကိုယ့်ရဲ့ဒီမှာ ID info တွေပေါ့ခင်ဗျာ information တွေတေချာပြီဆိုရင်ဒီမှာ go is ကိုတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ကျွန်တော်တို့ ID bar တွေ find လုပ်လို့တော့ပြီးပေါ့ခင်ဗျာအခုကတော့ကျွန်တော်တို့ bar တွေ find နေပေါ်နေတာကျွန်တော်တို့ back key လေးနဲ့ထွက်ပြီးတော့ပြန်ဝင်ကြည့်လိုက်ရင်ပျောက်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာ back key လေးနဲ့ထွက်ပြီးတော့ကျွန်တော်ပြန်ဝင်ကြည့်လိုက်ရင်ပေါ့ခင်ဗျာ no creator studio မှာ tiktok creator studio မှာဒီတော့ creator တွေက program မှာပေါ့ခင်ဗျာကျွန်တော်ပြန်နှိပ်ပြီးဝင်ကြည့်လိုက်ပါမယ် ဒါဆိုရင်တော့ကျွန်တော်မှပေါ့ခင်ဗျာအဲ့ဒီပါတီဖန်ဟန်ပျောက်သွားပြီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ ID တင်တာအောင်တယ်ပေါ့ခင်ဗျာအဲ့ဒီပါတီတိုင်းတင်တာအောင်တယ်အဲအခုကတော့ ban နဲ့ချိန်ဖို့ပဲကြံတော့တယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာအာ ban နဲ့ချိန်နည်းကိုတော့ကျွန်တော်နောက်ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျာအာ ID ပါတီပိုင်းအခုကတော့ကျွန်တော်တို့ ID ပါတီပိုင်းဘယ်လိုလုံးရမလဲဆိုတာလေးကိုဟိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါသည်ခင်ဗျာ